AGN-18 nuclear ဒုံးကျည်ကို American B-52H လေယာဉ်တွင်ပထမဆုံးကြိမ်တက်စင်ကစမ်းသပ်ပြန်သန်းမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ယင်းစမ်းသပ်ပြန်သန်းမှုကို အော်တိုဘာလကုန်ပိုင်းကပြုလုပ်ခဲ့ပြီး B-52H ဖုံးကျဲလေယာဉ်ကြီးပေါ်တွင်ပေ20ရှိသော AGN-181 ခေါ် Long Range Standoff ကိုပိုင် nuclear cruise ဒုံးကျည်နှလုံးကိုတက်စင်က ပြန်သန်းပြခဲ့ခြင်းဖြစ်ကြောင်းလည်းသိရှိရပါသည်။ ရင်းပြန်တမ်းမှုကိုရိုက်ကူးခဲ့တဲ့ဓာတ်ပုံဆရာအီယန်ရက်ချီယိုက B52H လေယာဉ်ကြီးမှာအမျိုးမည်မသည့်ဒုံးကျည်နှလုံးတက်ဆင်ထားသည်ကိုလည်းတွေ့ရကြောင်းပြီးခဲ့တဲ့ရက်ပိုင်းတွင်ကစမ်းသပ်ခဲ့သည်ဆိုသော AGN-181 Nuclear Cruise ဒုံးကျည်ဖြစ်မည်ဟုယုံကြည်ကြောင်းပြောဆိုသွားခဲ့ပါသည်အမေရိကန်လေတပ်ရာစီများက Nuclear Cruise ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများအလွန်အောင်မြင်ကြောင်းဝန်ခံခဲ့ပြီး AGN 181ဒုံကြည်အားဒေါ်နေထရန့်ကရည်ရွယ်ချက်ရှိစွာဖြင့်ကမ္ဘာကိုချပြကပူတင်နှင့်ရှီကျင့်ဖင်တို့ကိုတတိပေးလိုက်ခြင်းဖြစ်မည်ဟုစည်ရေးသူတွေသည်များက သုံးသပ်ကြကြောင်းလည်းသိရှိရပါသည်။ AGN 181နျူကလ িয়ার ဒုံကြည်က1945ခုနှစ်ကဟီရိုရှိမာပေါ်ကျခဲ့တဲ့နျူကလ িয়ার ဘုံထက်ဆဲဆပြင်းကတက်ရောက်ထိခိုက်စေမယ့်ဧရိယာကိုလူချင်းသလိုသတ်မှတ်လို့ရကြောင်းလည်းသိရှိရပါသည်။